အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ19ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအထူးမိုးလေဝသအနေနဲ့ဖြစ်ပေါ်နေတဲ့ဒီဝင်လိုက်ချိန်ကြောင့်ယနေ့မိုးတိထန်စွာရာသွန်းနိုင်တဲ့ဒေသများနဲ့မိုးသက်သက်စွာရာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာမယ့်မြေကြီးခြင်းသတိပေးချက်များကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဥစည်းဌာနကထုတ်ပြန်ထားတဲ့ထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်ခွန်နိုင်ခွဲချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံဆာမာတွန်းအနီးမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းသို့ရောက်ရှိခဲ့ပါတယ်။အဆိုပါမုန်တိုင်းဖန်ရှန်ဟာအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းသို့ဖြတ်ကျော်မယ်လို့ခန့်မှန်းထားပါတယ်။ ဆက်လက်ပြီးသတိထားရမယ့်မုန်တိုင်းဖန်ရှင်ဟာတိုင်ဖုန်းမုန်တိုင်းဖြစ်အားကောင်းလာနိုင်တဲ့အခြေအနေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာဖိလစ်ပိုင်နိုင်ငံရှိပဲပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းလေပြင်းနဲ့ရန်ဝန်ဖန်ရှင်ဟာအင်အားတိုးလာဖို့ရှိနေပြီးဒီကနေ့အော်တိုဘာလ19ရက်နေ့မှာအပူပိုင်းမုန်တိုင်းသို့မဟုတ်အားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ်ပြောင်းလဲလာနိုင်ပါတယ်ဒီမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံရှိပဲကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်မှာတော့အော်တိုဘားလ19ရက်နေ့ညပိုင်းမှာတောင်တရုတ်ပင်လယ်အတွင်းသို့ဝင်ရောက်သွားနိုင်ပါတယ် ။ဖန်ရှန်ဆိုတဲ့အမည်ကိုတော့တရုတ်နိုင်ငံကအလှည့်ကျပေးရတာဖြစ်ပြီးဒါဟာ2002ခုနှစ်2008ခုနှစ်2014ခုနှစ်2019ခုနှစ်များနောက်ပိုင်း2025ခုနှစ်မှာ၅ချိန်မြောက်ပြန်လည်အသုံးပြုတာလည်းဖြစ်ပါတယ်။ဒီအမည်ရဲ့အဓိပ္ပာယ်ကတော့အင်္ဂလိပ်ဘာသာနဲ့ Godwin လို့အမည်ဖွင့်ထားပြီးမြန်မာလိုဘာသာပြန်ရင်တော့လေးနက်ဖျားလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ။ပေါင်နှိုင်းရဲ့ခံမှန်းလမ်းကြောင်းနဲ့အင်အားကတော့ JTWC နဲ့ TSR တို့ရဲ့ကျူးတွင်ခံမှန်းချက်တွေရမြောက်တိုင်းဖန်ရှန်ဟာ ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်ပြီးတဲ့နောက်တောင်တရုတ်ပင်လယ်မှာတဆင့်ဗီယက်နမ်နိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းကမ်းခြေဒေသတွေကိုဆက်လက်ဦးတည်ရွှေ့ရှားနိုင်ပါတယ်။အထူးသဖြင့်အော်တိုဘာလ21ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်ပိုင်းမှာတိုက်ဖုံးမုန်တိုင်းအဆင့်သို့အကောက်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒေသရင်းနိုင်ငံများနဲ့မြန်မာနိုင်ငံပေါ်တက်ရောက်မှုကတော့လက်ရှိချိန်ထိကြိုတင်ခန့်မှန်းချက်များအရမုန်တိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့်ဖိလစ်ပိုင်နိုင်ငံမှာမုန်တိုင်းသတိပေးချက်များထုတ်ပြန်ထားပြီးဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်ပြင်များရွှေ့ရှားလာမဲ့လမ်းကြောင်းနဲ့အရှေ့မြောင်မုတ်တုံလေးအကောက်နေမှုတို့ကြောင့် BNN ကမ္ဘောဒီးယားထိုင်းနဲ့လာအိုနိုင်ငံတွေမှာအော်တိုဘာလ15ရက်နေ့ကလေးကစတင်ပြီးမိုးသည်ထန်ခြင်းနဲ့လေပြင်းတိုက်ခိုက်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။မြန်မာနိုင်ငံမှာတော့မုန်တိုင်းဖန်ရှင်ရဲ့အပြားခတ်တက်ရောက်မှုဟာအနည်းငယ်သာရှိနိုင်ပါတယ်။သို့တော့ဒီမုန်တိုင်းရဲ့အခြေအနေကြောင့်ဘင်္ဂလားပင်လယ်ော်ရှေ့တောင်ပိုင်းမှာအော်တိုဘာလ21ရက်နေ့ကစပြီးလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့ခံမှန်းမိုးရွာသွန်းမှုကတော့လာမယ့်9ရက်168နာရီအတွင်းမုန်တိုင်းဖန်ရှင်ရဲ့အခြေအနေနဲ့လေပြင်းနဲ့ရေဝန်တို့ကြောင့် ။ ERA တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာမိုးအထင်းထင်းမှနေရာကွက်၍မိုးများခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ချင်းပြည်နယ်နဲ့တိုင်းဒေသကြီးများမှာတော့မိုးနှဲငယ်မှမိုးအထင်းထင်းရွာနိုင်ပြီးနေရာကွက်၍မိုးသည်ထန်နိုင်ပါတယ်။ခမန်းကြံများရ9ရက်အတွင်းရွာသွန်းနိုင်တဲ့မိုးရေချိန်ပမာဏကတော့ တနင်္လာနေ့တိုင်းမှာအများဆုံးရရှိနိုင်ပြီးမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာဒုတိယအများဆုံးရရှိနိုင်ကြောင်းတွေ့ရပါတယ်။မြန်မာနိုင်ငံအတွက်ကတော့နောက်လာမယ့်ခုနှစ်ရက်အတွင်းမှာနေ့စဉ်ဖျက်ပြမိုးရေချိန်ကတော့တက်လက်မှဝန်းကျင်သာရှိနိုင်ပါတယ်။ဆက်လက်ပြီးမိုးသက်ထက်စွာရောက်သွန်းမှုကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးချိန်များကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။19ရက်စဲလာ2025ရက်နေ့နာနဲ့6နိုင်ခွဲချိန်တိုင်းထွာချက်ရမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။မြေကြီးနားမြေကြီးဟာမရင်းကညက်တွေကနေ17နိုင်အတွင်းတက်လက်မှကထက်ကြသွားပါတယ်။ ြင်းနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချင်းကတော့32.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချင်းကတော့15.5ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာမြင်းကြီးနာမြင့်ရဆွေရင်ရင်မှ1200စင်တီမီတာသို့ရောက်ရှိရန်829စင်တီမီတာ28ပေကအလိုမှာရောက်ရှိနေပါတယ်မြေတက်ကြပုံမှန်အနေထားကံမှာရှိနေပါမယ်ထူးကမ်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ERM မြေအထက်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်ရပ်ဖန်ရံခါ ERM မြေဆုံအထက်ပိုင်းမှာနေရာကွက်ရဲ့မိုးသည်ထန်စွာရာသွန်းခြင်းများကြောင့် မြေကြီးသားမြေကြီးကြာဆင်းနေရမှာပြတ်တက်လာခြင်းအချိန်ချိန်ဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြေထပ်ပိုင်းမေခမလေးခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။ AR မြေတို့တစ်ချောင်းနဲ့ချင်းတွင်းမြေတို့တစ်ချောင်းမြကန်းနီမြေနိုင်ဒေသများနဲ့မြင်းလူကျုံးများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရီမြင်းကြီးကိုမိပြုနေတိုင်းရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာခန်းနီမြေရာမနေ့ကညနေကနေ7:00နာရီအတွင်းပေဝတ်နီနီကန်ထက်ကြသွားပါတယ်မုံရောင်မြို့မြေရာမနေ့ကညနေကနေ7:00နာရီအတွင်းတလက်မကန်ပြန်ကြသွားပါတယ်ချင်းတွင်းမြေအတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်ထူးကန်မြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းဒီဟုံးမလင်းဖောင်းပြေမော်လိုက်ကလေးဝမင်းကင်းကန်ဒီနဲ့မုံရောင်မြို့တွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ဆလဘီအီယာရီမီရဲ့အခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ ပမောင်မြို့ရွှေကူမြို့ကတာမြို့ထီးချိုင်းမြို့တပိတ်ချင်းမြို့မန္တလေးမြို့နဲ့စကိုင်းမြို့တို့ရဲ့မြေရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြေမှုမြေအတက်ချမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ပခုတ်ကူမြို့မြေဟာအနေငယ်ထပ်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ညအုံးမြေရဲ့အနေငယ်ထပ်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။၆မြေမှုမကွေပြည်မြို့နဲ့အောင်လံမြို့တို့ရဲ့မြေရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်။ ီမျိုးမြင့်အတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။စိတ်သာမျိုးမြင့်အနှဲငယ်တက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ဟိန္ဒနာမျိုးနဲ့ဇလုံမျိုးတို့ရဲ့မြင့်မြတ်ဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ AR မြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တည်းမြင့်ကြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်တင့်မှတိမ်ထူတက်နေပါဗျ။မနက်ဖြန်မိုးတဲ့ချိန်ထိခံပန်းချက်ကတော့နေပြီးတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကျဲကျဲရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ERI တိုင်းဒေသကြီးကယားပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထချုံရွာပါမယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဟောင်းမလင်းမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ ပထမမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။ဒဝဲမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။မြင်းကြီးနားမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။ဖယံမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။ဟောင်းခါမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။လာရှုံမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထချုံရောက်ပါမယ်ခင်ဗျာ။ ဗုဒ္ဓိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မုံပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာဗုဒ္ဓိန်အောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒေတောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုပြစ်ခြင်းလက်ဆီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစားရမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရိုးနဲ့တခြားနိုင်ငံကမ်းတော်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့တင်းတင်းနိုင်တိုင်းဒေသကြီးမှာမိုးပူလာပါမယ်။နေပြည်တော်နဲ့နေထွက်တဲ့မနေ့ပြန်မိုးတဲ့အချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတချုံကျော်ပါမယ်။ရွာရွာရွာနှုံးပြီးဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့နေထွက်တဲ့မနေ့ပြန်မိုးတဲ့အချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတချုံကျော်ပါမယ်။ရွာရွာရွာနှုံးပြီးဖြစ်ပါတယ်။မန္တလေးမြို့နဲ့နေထွက်တဲ့မနေ့ပြန်မိုးတဲ့အချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတချုံကျော်ပါမယ်။ရွာရွာရွာနှုံးပြီးဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာစက်တင်ဘာလ19ရက်နေ့မှအောက်တိုဘာလ24ရက်နေ့အထိမိုးလေဝသအခြေအနေပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အိန္ဒိယနိုင်ငံတောင်ပိုင်းတမီနာဒူပြည်နယ်တောင်ဘက်အစွန်ကိုမိုရီအငူမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရံဝန်ဟာအာနေသောလေပြင်းနဲ့ရံဝန်အဖြစ်အာရော့သွားပြီးလေပြင်းနဲ့ရံဝန်အသစ်တစ်ခုဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာအောက်တိုဘာလ24ရက်နေ့၌ဖြစ်ပေါ်လာနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းလေပြင်းနဲ့ရံဝန်ဟာ ယခုအချိန်မှာ24နာရီအတွင်းဘူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပြီးအော်တိုဘားလ19ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်တိုက်ခတ်ပြီးတောင်တရုတ်ပင်လယ်သို့ရောက်ရှိလာနိုင်ပါတယ်။ TS-29W ဟာတောင်တရုတ်ပင်လယ်အတွင်းသို့အနောက်ဘက်မှဆက်လက်ရွေ့ရှားလာပြီးအော်တိုဘားလ23ရက်နေ့ညမှာ BNN နိုင်ငံအလဲပိုင်းကမ်းခြေဒေသတွေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF model မှာခံမှန်းထားပါတယ်။ 29W ရဲ့မုန်တိုင်းအချိန်သက်ရောက်မှုဟာ အော်တိုဘာလ29ရက်နေ့28ရက်နေ့များမှာဗီယက်နမ်နိုင်ငံကမ္ဘောဒီးယားနိုင်ငံထိုင်းနိုင်ငံတို့မှာပုံမှုများနိုင်ပြီးမြန်မာနိုင်ငံဘက်သို့တက်ရောက်မှုကတော့နည်းနိုင်မှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာအသစ်ဖြစ်လာနိုင်တဲ့လီဗီးယားနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်မဲ့ပုံတိုင်းတို့ရဲ့တက်ရောက်မှုတွေကြောင့်အော်တိုဘာလ29ရက်နေ့28ရက်နေ့များမှာအေရီမြို့အကျုံးပေါ်ကန်ယိုရန်ဒေတာများနဲ့အေရီအနောက်ဘက်ကန်ယိုရန်ဒေတာများမှာမိုးအထစ်တင်မှမိုးများနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်များမှာတော့ မိုးနဲ့ငယ်မှာမိုးအထစ်တဲ့နေရာကွက်ကြားရွာနိုင်ပါတယ်။ယခုတစ်ပတ်တွင်ရှမ်းပြည်နယ်မှာမိုးရွာသွန်းနိုင်တဲ့အခြေအနေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမုံဆယ်လားရှူတီဝေါ်ကြောက်မန်းကွန်ခိုင်မြို့နယ်ခရိုင်များနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာတောင်ကြီးညောင်ရွှေဟိုးပုံမြို့နယ်ခရိုင်တွေမှာခုနှစ်ရက်တွင်မိုးရွာသွန်းနိုင်မှုအများဆုံးနှစ်လက်မအထက်လေးလက်မအောက်ရွာသွန်းရရှိနိုင်ပြီးရှမ်းပြည်နယ်တစ်ခုလုံးအတွက်ဖြန့်ပြရွာသွန်းနိုင်ခြင်းမများပါခုနှစ်ရက်တွင်မိုးရွာချိန်နှစ်လက်မအောက်မိုးအနှဲငယ်မှမိုးအထစ်တဲ့သာရွာသွန်းရရှိနိုင်ပါတယ် အပူချိန်လေးတိုင်နှုန်းလေးတုစူရိုင်းသားနဲ့လေးတုညဉ့်ညံ့မှုအခြေအနေတွေကတော့ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်တစ်ခုလုံးမှာအမြင့်ဆုံးနေ့အပူချိန်25ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပြီးအနေဆုံးညအပူချိန်ကတော့25ဒီဂရီဆဲလ်ဆီယပ်ခန့်ရှိနိုင်ပါတယ်။အော်တိုဘာလ24ရက်နေ့မှာညအပူချိန်ကျဆင်းတာစတင်ဖြစ်ပေါ်လာနိုင်ပါတယ်။နေ့အပူချိန်ကတော့24ရက်နေ့အထိ30ဒီဂရီဆဲလ်ဆီယပ်ဝန်းကျင်မှာဆက်ရှိနေနိုင်ပါသေးတယ်။ရှမ်းပြည်နယ်တစ်ခွင်မှာယခုတစ်ပတ်အတွင်းအရှိတ်ဘက်နဲ့အရှိတ်မြောက်ဘက်အရက်များမှာလေတိုင်နှုန်းအမြင့်ဆုံး တနအီကို9မိုင်မှ10မိုင်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေ့လယ်ပိုင်းလေထုစုတိုင်းသား90ရာခိုင်နှုန်းရှိနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနေ့အစောပိုင်းတွေမှာတော့90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့နေ့လယ်ပိုင်းလေထုစုတိုင်းသား60ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းခန့်ရှိနေနိုင်ပြီးညပိုင်းညနေပိုင်းနဲ့မနေ့အစောပိုင်းတွေမှာတော့90ရာခိုင်နှုန်းနဲ့တရားရာခိုင်နှုန်းကြားမှာရှိနိုင်ပါမယ်။နေ့လယ်ပိုင်းလေထုစုတိုင်းသားမြန်မာတဲ့ဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့ 35ဒီဂရီဆဲလ်ဆီယပ်ခန့်ရှိနိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့လေထုညဉ့်ညမ်းမှုအခြေအနေကတော့ပြီးခဲ့တဲ့တစ်ပတ်တည်းပြန်လည်ကျဆင်းလာပြီးရှမ်းပြည်နယ်တစ်ခုလုံးမှာယခုတစ်ပတ်အတွင်းလေထုညဉ့်ညမ်းမှုအန္တရာယ်မရှိနိုင်ပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။